ငယ်ရွယ်သေးတဲ့အချိန်မှာလက်ချက်ပြီးတော့တခုလက်ဖြစ်ခဲ့ရတဲ့မင်းသမီး3ဦးအသက်20ဝန်းကျင်အရွယ်မှာချစ်ကိုပုံအပ်ပြီးတော့လက်ချက်ပြီးတော့မှမှန်ကန်တဲ့အိမ်အောင်ပတ်မဖြစ်ခဲ့ရတဲ့မင်းသမီးတွေကဘယ်သူတွေလဲဆိုတာကိုဒီဗီဒီယိုမှာလေ့လာကြည့်ရအောင်ပါရှင်။နံပါတ်1ရုံဝတီလွင်မို့ ရှင်ဝတီလွေမိုးကအသက်20မပြည့်ခင်မှာအိမ်အောင်ဖြူမိသွားခဲ့တာဖြစ်ပါတယ်။ဂလီဘွားရဲ့ချောမောတဲ့ရုပ်ရည်ကြောင့်အမှုပညာလောကမှာနာမည်ကြီးသလိုပရိသတ်တွေကြားထဲမှာလည်းရှိပန်းစားခဲ့ပါတယ်။နာမည်ကြီးမင်းသားရဲ့တမီးဖြစ်ကြမှုအမှုပညာလောကမှာတဟုံတို့တောက်ပလာမဲ့ခြေဝင်လေးတွင်ဆိုပြီးတော့ခံမှန်းခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လူငယ်တဘာဝအချင်းနဲ့ထီထွေးမိတဲ့အချိန်မှာလူအကြတဲ့ကျွန်လွန်သွားခဲ့တာမျိုးလက်ထပ်လိုက်ရပါတယ်။ နိုင်ငံသားမှာကြောင်းသွားချက်ရင်နဲ့ချစ်သူကောင်လေးဖြစ်သူနဲ့လက်ထပ်လိုက်တာဖြစ်ပါရဲ့လက်ထပ်ပြီးကလေးမွေးကကလေးကိုရွေမိုးလို့ကဆက်လက်ထိန်ပြီးတော့သူတို့နှစ်ယောက်ကတော့နိုင်ငံသားမှာကြောင်းတက်နေကြတာဖြစ်ပါရဲ့အိမ်တော်သက်၆နှစ်ဝန်းကျင်မှာတော့ရိုးကြည်ရွေမိုးကခင်ပွန်ဖြစ်သူနဲ့တည်ယဝင်ကွာရှင်လိုက်ပါရဲ့ ဖောက်ပြန်သွားတယ်လို့လည်းသတင်းထွက်ပြီးမဲ့သူမကတော့မြန်မာနိုင်ငံကိုပြန်လာခဲ့ပါပြီ။အခုဆိုရင်တော့အသက်24နှစ်မှာမင်းသမီးတရဲ့အဖြစ်ကိုပြန်လည်ပြီးတော့ရည်တည်နေပြီလေဖြစ်ပါရီ။ယူဝဒီလွေမိုးကနောက်ထပ်အင်အားလေးမပြူပဲမိဘရင်းနဲ့အတူမိသားစုဘဝလေးကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းနေရလေဖြစ်ပါရီ။လဝနစ်ဟေမန်အောင်ညင်ဆိုင်သောအအောင်ရဲ့သမီးဖြစ်သူဟေမန်အောင်အားလည်းဖခင်ရဲ့အရေးကြောင့်အသက်၈၀နှစ်ဝန်းကျင်နဲ့အနုပညာလောကမှာခြေချခဲ့ပါရီ ဗီဒီယိုဇာတ်ကားရီမှာမင်းသမီးငယ်လေးအဖြစ်ပါဝင် ပြီးတော့တရုတ်ဆောင်နေခဲ့ရပါဗျ။ဒါပေမဲ့အချစ်ကိုပုံအမ်းမိလိုက်တဲ့အတွက်အသက်22နှစ်အရွယ်မှာလက်ထဲခဲ့ပါရီ။ဒီမှာလက်ထဲခဲ့တာကကောင်းတဲ့သူမဟုတ်လို့မိဘတွေကကြားခဲ့ပေမဲ့ ဟေမန်အောင်ကရှီယိုကိုစွတ်တူးခဲ့ပါရီတကယ်တဲ့အိန်အောင်ဒေဘဝကိုလက်တွေ့ရင်ဆိုင်ရတဲ့အချိန်မှာအိန်အောင်တက်တဲ့နေ့တောင်မပြေးလိုက်ပဲဟေမန်အောင်ကခင်မိုးပြည်သူနဲ့ကွာရှင်လိုက်ရတာဖြစ်ပါရီနောက်ပိုင်းမှာမိဘရင်းနဲ့အတူပြန်ပြီးတော့နေရပါကမ္မကောင်းတဲ့ဟေမန်အောင်ကဒီနေ့ချိန်မှာဖခင်ဖြစ်သူအကူဖြစ်သူတို့ကိုတပြန်နဲ့ထင်းဆုံရှုံလိုက်ရပြီးတော့တကောင်ချွတ်ဘဝနဲ့ကြံခဲ့ရတာဖြစ်ပါရီနံပါတ်3မိခင်ပြောင်း မိကပြားဦးကျော်ဟင်းရဲ့တပည့်အနေနဲ့ဗီဒီယိုစကားရီမှာပါဝင်သရုပ်ဆောင်လေးရဲ့အချိန်မှတင်အင်အောင်ကြားခဲ့ရဖြစ်ပါတယ်။လက်မထက်ဖို့မိတ်ဆွေရိယာတားကြပြီးမဲ့ရေရဲယူခဲ့ရဖြစ်ပါတယ်။မင်းသမီးဖြစ်ကြောင်းနဲ့မိဟသည်ရဲ့အချိန်မှခလီးတယောက်တောင်ရနေပြီဖြစ်ပါတယ်။သမီးလေးခင်ကောင်မွေးပြီးတော့မှမိကပြားသရုပ်ဆောင်ဘဝကိုပြန်လုတာဖြစ်ပြီးတော့နောက်ပိုင်းမှာ လူသိများလာခဲ့ပါတယ်။ဒါပေမဲ့လည်းငယ်ရွယ်တဲ့အချိန်မှာယူချေအင်အောင်ကြီးက အမားများရေဆိုသလိုမိကပြားလည်းအင်အောင်တက်မရှိပါဘူး။ခင်မုန်းဖြစ်သူနဲ့ကွာရှင်းလိုက်ပြီးတော့သမီးလေးကိုသူကသာဆောင်းရှောက်နေကြတာဖြစ်ပါရဲ့။သူချင်တော့သူပေါ်ရက်တီနေပြီးတော့သမီးလေးရဲ့ကြောင်းစည်းရိတ်ကိုတောင်းဝင်ယူပြီးတော့ဖြည့်ရှင်းပေးနေတာလည်းဖြစ်ပါရဲ့။အတိုင်ငယ်ငယ်နဲ့အင်အောင်ချပြီးတော့တစ်ခုလက်ဖြစ်ခဲ့ရတဲ့မိသမီးတွေပေါ်ဂရင်းတိုးရဲ့ညင်လေးကောမန့်လေးထဲမှာရေးခဲ့ပေးပါဦး။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။